မင်္ဂလာပါရှင်နမ်မတူမျိုးအာတာကာတက်စာသိန်ကြောင့်အနေကိုစတက်ကထမှန်ဘုံကျဲခဲ့တာကြောင့်အမျိုးသမီး၄ဦးတခိုက်တန်ရရှိတဲ့တရင်ကိုတင်ဆက်ပေးချင်ပါတယ်ရှင်ရှမ်းပြည်နယ်မြောက်ပိုင်း TNL ထင်းချုံနယ်မြေနမ်မတူမျိုးအာတာကာတက်စာသိန်ကြောင့်အနေကိုစတက်ကထမှန်ဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်အမျိုးသမီး၄ဦးတခိုက်တန်ရရှိခဲ့တယ်လို့တောင်းအမျိုးသားလူမျိုးရေးတပ်မတော် TNL ကထုတ်ပြန်ထားပါတယ် အော်တိုဗလာ၁၇ရက်နေ့မနက်၈ :28 မိနစ်အချိန်မှာနမ်မတူမြို့အာထကတစာတင်ကျောင်းအနီးကိုစစ်တပ်ကပေါင်150ဘုံးနှလုံးလာရောက်ကျဲချခဲ့တာဖြစ်ပါတယ်။အဆိုပါဘုံးကျဲတပ်ခိုက်မှုကြောင့်အမျိုးသမီး၄ဦးထိခိုက်ဒဏ်ရာရှိခဲ့ပြီးစာတင်ကျောင်းဆောင်၂ဆောင်နဲ့လူနေအိမ်တွေ ထိခိုက်ပျက်စီးခဲ့ရတယ်လို့ဖော်ပြထားပါတယ်။ အလားတူအော်တိုလာဆက်ခုံရဲ့နေမနက်ပိုင်းမှာနန်းဆန်မြို့ဟိုမင်းကျေးရွာကိုလည်းစစ်တပ်ကဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်လူတိုက်ခိုက်တေဆုံမှုများရှိခဲ့ပေမဲ့လည်းတီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါဘူးအော်တိုလာ16ရက်နေ့ကလည်းမိုးမိတ်မြို့နယ်မိုးကုတ်မြို့ကိုစစ်တပ်ကလေးချောင်းတိုက်ခိုက်မှုပြစ်လုခဲ့တာကြောင့်အမျိုးသမီးတူတိုက်ခိုက်တံရရှိပြီးလူနေအိမ်တွေပြည့်စည်ဆုံးရှုံးခဲ့ရပါတယ် အာနာတင်းစစ်တပ်က TNL ထင်းချုပ်ထားတဲ့မိုးကုံ၊မိုးမိန်၊မန်တုံ၊ကြောက်မဲ၊တီပေါ၊မိုင်းငော့၊မိုင်းလုံ၊နန်းဆန်၊နတ်မတူမြို့တို့ကို အော်တိုဘလာတရရနေ့ကနေ16ရက်နေ့အထိလေးချောင်းတက်ခိုင်မှု25ကြိမ်ပြုလုပ်ခဲ့တာကြောင့်အရက်သား29ဦးသေဆုံးခဲ့ရပြီး36ဦးထိခိုက်ဒဏ်ရာရှိခဲ့တယ်လို့ TNLA ကအတည်ပြုထားပါတယ်။ ပြီးခဲ့တဲ့စက်တင်ဘာလအတွင်းနိုင်ငံအနှံ့မှာစစ်တပ်ရဲ့အကြမ်းဖက်မှုတွေကြောင့်အမျိုးသမီး49ဦးတေဆုံးခဲ့ရပြီး59ဦးတိခိုက်တံရရှိခဲ့တယ်လို့မြမအမျိုးသမီးတမကပ WU ကထုတ်ပြန်ထားပါတယ်ရှင်။